မင်္ဂလာပါရှင်ရေဝံခေတ္တ channel နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်။ကမ္ဘာမြေနယ်ရှိကြေးအော်တွေမှာပြည်သူဝင်ပစ္စည်းကိုခိုးယူနေတဲ့စစ်တပ်စစ်ကြောင်းကိုနှစ်ကြိမ်ကြာပြတ်တိုက်ခိုက်မှုစစ်တပ်ဘက်ကတင်ဆောင်မှုများပြောင်းဆိုမကရိုင်းကမ္ဘာမြေနယ်မှာရှိကြေးအော်တွေမှာပြည်သူဝင်ပစ္စည်းကိုခိုးယူနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုနှစ်ကြိမ်ကြာပြတ်တိုက်ခိုက်ရမှာစစ်သားစစ်ကြောင်းအသေးဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တရက်ခဲအမှတ်လေးတိုင်တာဝန်ရှိသူကပြောပါရယ်။ဒီဇင်ဘာလ10ရက်နေ့မနက်9:00နာရီခန့်ချိန် ကံမရေနဲ့တာစစ်တပ်စကန်ကနေထွက်လာတဲ့အင်အား40ခန်းမစစ်တပ်စစ်ကြောင်းတော်လိုက်တပ်ဖွဲ့တွေကနက်မီတောက်ကြီးအနီးမိုင်းဆွဲကြပြတ်တိုက်ခိုက်ခဲ့ကြောင်းဆိုပါတိုက်ခိုက်မှုတွင်တိုက်ပွဲ9မိနစ်ခန့်ကြာဖြစ်ပွားခဲ့ပြီးမိုင်းကွင်းထဲဝင်လာတဲ့ဂျန်ဖက်စစ်တပ်ဘက်ကစစ်သား6ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ငလာတူးရင်းနှီးမိုးလဲ12နာရီခန့်ချိန်မှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းကလက်ကျန်အင်အား30ခန်းနဲ့တရက်ကံမလမ်းပိုင်းတိုင်းဆက်လက်စစ်ကြောင်းထုတ်လာပြီးထမ်းဖြူကြီးအနီးရေရင်းကြီးကြီးအမှပြည်သူ့ဘက်ပြည်စေကိုခိုးယူမွေးနောက်ကဆက်လက်ထွက်ခွာလာစဉ် စက်တောင်ကျာနီရောက်မှာတရက်ခန့်အမှန်လေးတိုင်ကထပ်မံဆောင်ကြိုးတိုက်ခိုက်ခဲ့ပါတယ်။ယင်းဒီတွေ့တိုင်ပွဲကမိနစ်30ခန့်ကြာမြင့်ခဲ့ပြီးဂျက်ဖတ်စစ်တပ်ဘက်က10ဦးထပ်မံတင်ဆောင်ကတော်လင်းရဲဘော်တွေအထိကိုင်းမရှိပြည်လဲဆုတ်ကနိုင်ခဲ့တယ်။ပထမချိန်က6ကောင်သေးရဲ့ဒုတိယချိန်က10ကောင်သေးရဲ့ကျွန်တော်တိုက်ပွဲအတွင်းရဲဘော်တွေမျက်မြင်တွေ့ခဲ့ရစစ်ခွေတေးစီရင်မောင်းနောက်ထပ်တရားရတဲ့စစ်ခွေလက်တရစီရင်ကိုရောက်လာလို့တင်ပြရပါတယ်။စစ်ခွေးတည်စင်းထတ်တုံတည်ဆုံးနာမျိုးတော့အတီးပြနိုင်တာမရှိသေးဘူးဒါကကျွန်တော်ထုတ်ပြန်ထားတဲ့ဟာတော့တိုက်ပွဲထဲမှာ ရဲဘော်တွေမျက်မြင်တွေ့ခဲ့အချိန်တွေကျွန်တော်နောက်ဆက်တွဲကြားတဲ့တရင်ချိန်တွေပါကျွန်တော်တို့တီးပြထားတဲ့စစ်ခွေတွေဘက်ကလက်နက်ခဲအသိစရာမျိုးမရှိပါဘူးလက်ရှိအချိန်မှာရင်းစစ်ကြောင်းကတရမြုပ်ကနေထောက်ကန်လိုက်စစ်ကြောင်းနဲ့ပူပေါင်းပြီးတရမြုပ်နဲ့စက်တောင်ကျဲဖုန်ကြီးကြောင်းဤလက်နက်ကြီးတက်စင်ကတိုက်ပွဲဖြစ်ပေါ်တဲ့နေတဝိုက်ကိုပြစ်ခတ်မှုလုံဆောင်နေကြောင်းထို့ကြောင့်တရက်ကံမာလန်ပိုင်းကိုအုံပြုတော်လာမဲ့ပြည်သူများအနေဖြင့်တတိပြုတော်လာကြပါနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပေါ်လာနိုင်ကြောင်းတရက်ခံအမှန်လေးတိုင်းတာဝန်ရှိသူကဆက်လက်ပြောပါရစေ စစ်တပ်စစ်ကြောင်းတိုက်ခိုက်တဲ့ဆက်စင်ရေးကိုပြည်သူ့ကောင်ကွယ်ရေးတပ်မတော်တရက်ခိုင်စစ်ဌာနတရက်ခိုင်အမှတ်လေးတရင်တက်ခွဲသုံးတို့မှပူးပေါင်းလုံဆောင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ဆရာပီချောင်းမြို့နယ်ကြီးကုန်းကျေးရွာမှာတန်ခါတော်တွေနေဖြတ်ထားသူ ပေါင်ယိုးကျိုးနေသူအပါဝင်တန်ခါနဲ့လူငါအောက်ထပ်မနေတဲ့ထပ်မံတဲ့ပြောင်းဆို စကိုင်းတိုင်းချောင်းမြို့နယ်ကြီးကုန်းကြီးမှာဂျမ်ဘတ်စစ်တပ်ကလေဖြတ်ထားသူပေါင်ရိုးကျိုးနေသူတို့ပေါင်ရင်းပြည်သူတို့နဲ့တန်ခါရုံးပေါင်းကိုတပ်ဖြတ်ထားကြောင်းချောင်းဆရာတော်ကမိန့်ကြားပါတယ်ဒီဇင်ဘာလ10ရက်နေ့ကြီးကုန်းကြီးကဘုံကြီးချောင်းတွင်ကိုတချမ်းတင်နေတဲ့တန်ခါရုံးကိုပြုစုပေးနေတဲ့ပြည်သူတွေကိုစစ်သားတွေကပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်းအလားတူပေါင်ရိုးကျိုးတပ်ဖြတ်မိသည့်နေရာမှာရှောင်နေနိုင်ခြင်းမရှိသူမြို့သားတအုပ်နဲ့လေဖြတ်ပြီးရိုင်းနှက်နဲ့ဖြစ်နေသူဦးလေးကြီးတအုပ်တို့ကလည်းစစ်သားတွေကတန်းတန်းနဲ့ပြစ်ခတ်သားကြောင်းသိရပါတယ် ထို့ပြင်စစ်တမ်းအထောက်ခံသူတန်ဃာတော်တပါးနဲ့တခြားတန်ဃာတော်တပါးစုစုပေါင်းပုံချနှစ်ပါးကိုတပ်ဖြတ်ထားကြောင်းအစွန်ပါကျမ်းမာရေးမကောင်းတဲ့တန်ဃာတော်တွေမှာမန်လေးမြို့မစွန့်ရင်ကြောင်းတိုင်းကနေအပြီးဝန်သားပွဲရစရာတော့ဖြစ်ပြီးတရားစော်တွေကိုမြေနဲ့ရဖက်ပူဇော်ကကြောင်းဝင်တွင်တပြက်စီလဲခြင်းကိုနေ့စဉ်နဲ့များလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရတယ်။ဤသူတွေသက်ခံရတာကတေးကြဖုန်ကြီးနှပါလဲသက်ခံရတယ်လက်ရှိထိစစ်ကြောင်းရွာထဲမှာရှိနေသေးတယ်ပြီးတော့ရွာထဲမှာလည်းမပြေးနိုင်တဲ့သူတွေကျန်နေသေးတယ်။ပြည်သူအနေနဲ့လူစိတ်မရှိတဲ့စစ်ခွေတွေဝဝေတာရှောင်နေကြဖို့ပဲတိုက်တွန်းချင်ပါတယ်။ ဒီဇင်ဘာနေ့နေ့ကလည်းချောင်းမြွတ်နယ်ကြီးကုန်းကြီးအတွင်းကိုလက်နက်ကြီးလက်နက်ငယ်နဲ့ပြစ်ခတ်ဝင်ရောက်ခဲ့တဲ့ဂျမ်းမစစ်သားတွေကဖမ်းဆီးလာတဲ့ဒဇာကပစ်သွန်းကိုတပ်ဖြတ်ခဲ့ကြောင်းသိရပါတယ်။ကြီးကုန်းကြီးကအင်ဂျင်တစ်ထောင်ကျော်ရှိရရွာကြီးဖြစ်ပြီးတော့အင်ဂျင်အိမ်ကောင်းနေတဲ့ဆေးကားတိုက်မြိုက်စားတီရှိရကြီးအဖြစ်ကြောင်းအဂျမ်းမစစ်သားတွေရဲ့မိရှုဖျက်ဆီးမှုကြောင့်ကြီးကုန်းအနောက်ရွာမှာကုန်းတလောက်နှီးပါရှိနေပြီးကြီးကုန်းရှေ့ရွာမှာတိတိကျကျသိရခြင်းမရှိသေးကြောင်းသိရတယ်။ဆက်လက်ပြီးရန်ကုန်မြို့လေကောင်မှာအတန်သိတဲ့ပိတ်ပြူတူတယ်။ ူပေါင်းပေါင်ရင်းနဲ့စစ်တပ်တို့ရောရွေးကောက်ပွဲဆန့်ကျင်ဆိုင်ပုတ်ထောင်လို့ဆိုရန်ကုန်မြို့လယ်ကောင်မှာဒီဇင်ဘာ10ရက်နေ့အတန်းသိတပိတ်မှာပြည်သူတွေပူပေါင်းပေါင်ဝင်ရင်းနဲ့စစ်တပ်တို့ရောရွေးကောက်ပွဲဆန့်ကျင်အတွက်ရန်ကုန်လူထုတပိတ်ကယနေ့ဆိုင်ပုတ်ထောင်လို့ဆိုလိုက်ပါတယ်ဒီဇင်ဘာလ9ရက်နေ့ရန်ကုန်လူထုတပိတ်ကနေရဲဘော်တွေကရန်ကုန်မြို့လယ်ကောင်စုလေးလူကိုတရာနီမှာအတန်းသိတပိတ်ပြည်သူတွေပေါင်းပေါင်ဝင်ရင်းနဲ့စစ်တပ်တွေ့အောင်ရွေးကောက်ပွဲဆန့်ကျင်ရေးအတွက်ဆိုင်းမုတ်ထောင်မီဆန္ဒပြခဲ့ကြအောင်ဆိုပါဆန္ဒပြမှုမှာတွေ့အောင်ရွေးကောက်ပွဲကိုအတိမပြုကြအောင် ်ဆန့်ကျင်ခြင်းဒီဇင်ဘာလ10ရက်နေ့အတန်တိတ်တပိတ်မှာပြည်သူလူထုတရလုံကအတူတကပူးပေါင်းပါဝင်ကြတဲ့အသိပေးနှိုးဆော်ခြင်းလူထုလူမျိုးရေးအတွက်လူထုကိုယ်တိုင်ရုန်းကန်အမိဆိုတဲ့ရည်ရွယ်ချက်တင်တဲ့ဆန္ဒပြခြင်းဖြစ်ကြောင်းသိရပါတယ်။ရင်းပြင်တွေ့ရရွေးကောက်ပွဲနဲ့၎င်း၏အလွန်ကာလမှာလည်းလူထုရဲ့ပုံကန်အတူမှုရှိမှသာလူမျိုးမှုစိတ်ကိုရရှိနိုင်ပြီဖြစ်ကြောင်းသိပေးနှိုးဆော်လိုက်ကြောင်းဆန္ဒပြဆိုင်ပုံတပုံထဲမှာအမိုက်ပုံမှာတွေ့ရရွေးကောက်ပွဲမဲပုံတွေကိုရည်ရွယ်ခြင်းဖြစ်ကြောင်းအကြပ်စစ်တပ်ကပြုလုပ်တဲ့ရွေးကောက်ပွဲမဲပုံးတွေမှာပြည်သူလူထုရဲ့ထောက်ခံမှုမရှိတဲ့အတွေ့အကြုံရွေးကောက်ပွဲဝင် ပြည်သူ့ချင်ပတ်ကိုယ်စားလှယ်လောင်းနေသို့မဟုတ်သုံးဆမြတ်ပြည်သူတွေအဖြတ်မိုက်သေးတာစုပုံစုပြည့်ခန္ဓာနဲ့အမိုက်ပုံးနေဟုပင်ယူမှတ်မိဖြစ်ကြောင်းရန်ကုန်လူထုတပိတ်ကဆိုပါရယ်ဆက်လက်ပြီးစာလင်းချင်းမြို့နယ်နေရေးစုံမြို့ချန်ရှိကျေးရပေါင်း၁၄ရာတွင် Silent Strike မှာဝတ်ပိုင်လူထုနှိုးဆောင်မှုပြုလုပ်စကိုင်းတိုင်းစာလင်းချင်းမြို့နယ်နေရေးစုံမြို့နယ်ရှိကျေးရပေါင်း၁၄ရာတွင် Silent Strike မှာဘူအပောင်ရဲ့မြို့ကြီးပြကြီးကိုခီးမထွက်ရင်နဲ့တွေ့အောင်ရွေးကောက်ပွဲဆန့်ကျင်လူလူနှုတ်ဆုံမှုပြုလုပ်ခဲ့ကြောင်းရွှေပန်းကြီးရွာပူပေါင်းဘောင်းဆောင်တပိတ်အင်အားစုတပိတ်ရဲဘော်မောင်တက်ကပြောတယ်ဆိုပါလှုံ့ဆော်မှုကိုဒီဇင်ဘာ10နေ့မှာကြောင်းမဲ့ပြပြဆိုင်ရာလူခွင့်ရင်းနဲ့အကျိုးလူလူလှုံ့ဆော်မှုဖြစ်ရွှေပန်းကြီးရွာဘောင်းဆောင်တပိတ်အင်အားစုနဲ့အတူမန္တလေးမှာအောင်မြေပကဖအဖွဲ့တို့ပူပေါင်းပြီးလူလူနှုတ်ဆုံမှုပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ် ဆက်လက်ပြီးမြန်ရွတ်နယ်တွင်စစ်ကြောင်းထုတ်နေစစ်တပ်ကပြည်သူ၃ကိုတပ်ဖြတ်ပြီးကြေးရည်နဲ့ဆစ်ဆောင်တဲကိုဇက်တိုက်မီရှုံနေ၍ထောင်နဲ့ချီတော်ပြည်သူဘေးလွယာထွက်ပြေးတန်းဆောင်နေရမကွေးတိုင်းမြန်ရွတ်နယ်တွင်စစ်ကြောင်းထုတ်နေတဲ့ကျဖက်စစ်တပ်ကပြည်သူ၃ကိုတပ်ဖြတ်ပြီးကြေးရည်နဲ့ဆစ်ဆောင်တဲကိုဇက်တိုက်မီရှုံနေပြီးထောင်နဲ့ချီတော်ပြည်သူဘေးလွယာထွက်ပြေးတန်းဆောင်နေရကြောင်းအညာမြေရက်ဖက်လူမှုဖွဲ့စည်းမြိုင်မတောင်ရှိသူကပြောတယ်။နိုဝင်ဘာလပိုင်းကစတင်ပြီးမြန်ရွတ်နယ်တွင်စစ်ကြောင်းထုတ်နေတဲ့ကျဖက်စစ်တပ်ကညောင်ကြေးရကြေးရကနေတော်တိုက်တွင်ဆစ်ဆောင်နေတဲ့အသက်33နှစ်ရဲ့ကိုငတ်သိန်းနဲ့ရွာတန်းရှိကြောင်းမှာပြည်သူနယ်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်။ ထိုဆက်ကြောင့်ကနိုဝင်ဘာလ9ရက်နေ့မှာမြိုင်မြို့နယ်တောင်ပိုင်းရှိနှမ်းစီကန်ချီယံကလည်းနေ25လုံးနိုဝင်ဘာလ17ရက်နေ့မှာရှာလန့်ရှင်ချီယံမှာပြည်သူတွေတိုင်းစီစုဆောင်ထားတဲ့ဆိုင်20ကျော်ဆိုင်ကဲ3စီပါဝင်ဒေါ်လိုက်ဆစ်ဆောင်တဲ့3လုံးမိရှုဖြန်းစီခဲ့ကြောင်းနိုဝင်ဘာ17ရက်နေ့မှာဝက်ပုတ်ချီယံမှာနေ9လုံးနဲ့နိုဝင်ဘာ26ရက်နေ့မှာတဲကြီးချီယံမှာဖုန်ကြီးကျောင်းပါဝင်နေ28လုံးမိရှုဖြန်းစီခဲ့ပါတယ်အလားတူရင်းစစ်ကြောင်ကယမန်နေ့ဒီဇင်ဘာလ10ရက်နေ့မှာလည်းမြန်မြွတ်နယ်ရွှေပိုင်းရှိကင်းကျေးရွာမှာဆစ်ဆောင်ပြည်သူတွေနေထိုင်တဲ့တဲရှင်လုံကိုထပ်မံမိရှုဖြည့်ဆည်းခဲ့ကြောင်း ကင်းချင်ရွာကပခုတ်ကူတမတရားတင်တဲ့နီးကနေရာကြောင့်ပြည်သူတွေက2021ခုနှစ်တည်းကပြီးရွာလုံးကျွတ်ဆစ်ဆောင်နေရခြင်းဖြစ်ပါတယ်။စစ်ကွေးစစ်ကြောင်ကဇတိုက်ကိုမီးရှို့တာမနေ့ကညနေပိုင်းမှာမြိုင်မြင့်နယ်ရှေ့ပိုင်းမှာရှေ့ကင်းချင်ရွာကဆစ်ဆောင်နေရဲဆုံခွာနေထိုင်တဲ့ဒေါ်တိုက်ဆစ်ဆောင်တဲ့ရှင်လုံးမီးရှို့သွားတယ်။ကင်းတဲ့ချင်ရွာကပခုတ်ကူတမတရားတင်တဲ့အရန်နီးကနေရာဖြစ်တဲ့အတွက်ရွာလုံးကျွတ်ဆစ်ဆောင်နေရတာဖြစ်ပါတယ်။2021လောက်ကတည်းကနေရဲဆုံခွာလာခဲ့ရတာဒေါ်တိုက်ရာတော်တွေတမဆူဝေးပြီးတဲထိုးနေကြတာမြန်မြွနီစမနစ်ဆောင်တွေကထွက်လာတဲ့ စစ်ကွဲစစ်ကြောင်းကမိရှုဖြက်စီယာညာမတောင်တရေတီးနဲ့ရိတ်သိမ်းပြီးချင်းစစ်ကြောင်းတို့မိရှုဖြက်စီခံထားရတာဖြစ်လို့ဆုံးရှုံးမှုများစွာရှဲလို့အညာမြေရက်ဖက်လူမှုဖွဲ့စည်းမြိုင်တာဝန်ရှိသူကပြောပါတယ်။ ဆလဘင်ရွေးကောက်ပွဲအတူတက်နဲ့မြင့်ထင်ချက်ရဲ့စစ်ကြောင်းထုတ်လာစီအစုပိုင်းဆွဲခရပြီးဆယ်ဦးကျော်တည်မကြခင်ကျင်းပမဲ့စစ်ကော်မရှင်အထွေထွေရွေးကောက်ပွဲအတွက်မကွေးတိုင်းတက်မြုပ်ကနေနဲ့မြင့်ထင်ချက်ဖို့စစ်ကြောင်းထုတ်လာစစ်ကော်မရှင်တပ်သားတွေကိုကောင်ကွေးတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်းတရက်ခန့်အမှတ်လေးတိုင်ထက်ကနေသိရပါတယ်ဒီစစ်မလို့ရှင်းနေတရက်မြုပ်ကထွက်လာတဲ့အင်အား30ခန့်ပေါ့ဆယ်ဦးစုနဲ့ကံမမျိုးနဲ့ရေနသာရက်ကစ်ကန်ကနေအင်အား40ဝန်းကျင်နဲ့ထွက်လာတဲ့စစ်သားတွေဟာတရက်ကံမလမ်းပိုင်းတိုင်းစစ်ကြောင်းတစ်ခုခွဲပြီးထွက်လာခဲ့ပါတယ်မနက်9:00လောက်မှာရေနသာထွက်လာတဲ့စစ်သားတွေကကံမမြုပ်နဲ့နှက်မီတောက်ကြရနာရောက် ကာကွယ်တပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ပြီးပြန်လည်ထိတွေ့ပစ်ခတ်မှု9မိနစ်ခန့်ဖြစ်ပွားကစေအုပ်စုဘက်က6အဝင်းကျင်တင်ဆောင်ခဲ့တယ်။မိုင်းဆွဲပစ်ခတ်ခံရပြီးထိနာတော့စစ်ကောင်မရှင်တဲ့လက်ချံတပ်ဖွဲ့တွေနဲ့ပူပေါင်းကတရက်ကံမှလမ်းပိုင်းတိုင်းထပ်မံစစ်ကြောင်းထိုးလာခဲ့တယ်။အဆိုပါစေအုပ်စုကစစ်ကြောင်းထွက်လမ်းပေးရှိထမ်းဖြူရွာနဲ့ရေတင်းချီရွာကနေနေကိုမှွေနောက်ဖြစ်စီပြီးဆက်လက်ထွက်ခွာသွားတယ်လို့သိရတယ်။အဲဒီနောက်နေ့လယ်12နာရီလောက်မှာတော့အဆိုပါစစ်ကြောင်းစက်တောင်ကျရနာရောက်မှနောက်ထပ်အသင့်နေရာယူဆောင်ဆိုင်နေတဲ့ကာကွယ်တပ်သားတွေကအနီးကပြစ်ခတ်တိုက်ခိုက်တာကြောင့်မိနစ်30ခန့်ကြာအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။ အခုလိုတိုက်ခိုက်မှုဖြစ်ပွားနေတဲ့ဆေးအုပ်စုကတရက်မြို့နယ်စတောင်ကျဲဖုန်ကြီးကျောင်းဒီမှာကမ္မလန်အုံပြူသွားလာနေရဲ့ပြည်သူတွေလည်းသတိပြုသွားလာကြဖို့တဲခန့် MLA တိုင်းကသတိပေးထားပါတယ်။နောက်ဆက်အားပေးကြတဲ့အထူးဝင်ကျေးဇူးတင်ရှိပါရရှင်။